အားလုံးပဲမင်္ဂလာပါရှင်။မြန်ကျနာတရင်ဂျာနီရဲ့ဖက်ရှင်လာစီရင်ရေရေဒီယိုစီစဉ်ကိုတက်ဆက်ပြတော့မှာဖြစ်ပါရယ်။ကချင်ပြည်နယ်အတွင်းအမျိုးသမီးတွေတပြက်ခံရမှုပုံမှုတိုးလာနေပြီးတပြက်မှုမှာပါဝင်နေတဲ့ဒူတွေကိုဒီကနေ့အထင်မတီးရတဲ့အတွက်တောင်ခမှုကင်မေမှုနဲ့အမျိုးသမီးတွေရဲ့လုံခြုံရေးကိုချိန်ချောက်မှုတွေဟာဆက်လက်သိရှိနေရလို့ကချင် Human Rights Watch ကထုတ်ပြန်လိုက်ပါရယ်။ရှီကိုကိုဒေတာမှာဖမ်းမိတဲ့နိုင်ငံခြားသား9000နီးပါးတိရှိလာပါပြီ။ LGBT အရေးတက်ကြွလှရှားသူမဆော ဟန်တွေကိုဆုံပါသွားခဲ့ပါရယ်။စားတဲ့တဲ့တွေကိုတက်ဆက်ပြတော့မှာပါကျမတို့အစီအစဉ်တက်ဆက်သူမနေဖြစ်ပါရယ်။ကရင်ပြည်နယ်မြဝတီမြို့ရှိကိုကိုဒေတာကိုတရားမဝင်ဝင်ရောက်လာတဲ့နိုင်ငံခြားသား9000နီးပါးဖမ်းဆီးထိန်းသိမ်းထားပြီးဖြစ်ကြောင်းစစ်ကောင်စီရဲ့ဒီနေ့ထုတ်မြန်မာအလင်းတရင်ဆိုင်ရဲ့ပေါ်ပြချက်ရအတည်ရပါရယ်။ဆက်ဆိုင်ကတက်ဆက်ပေးမှာပါ။ ပြီးခဲ့တဲ့ဇန်နဝါရီလ30ရက်နေ့ကနေမတ်လ10ရက်နေ့အထိရပ်ပေါင်း30ကျော်အတွင်းပြည်ပနိုင်ငံသား4842ဦးကိုစစ်ဆေးဖမ်းဆီးခဲ့တာဖြစ်ပြီးအဲ့ဒီအထက်က2189ဦးကိုထိုင်းနိုင်ငံကနေတဆက်သက်ဆိုင်ရာနိုင်ငံတွေစီလွှဲပြောင်းထားပြီးဖြစ်ပြီး2653ဦးကိုလွှဲပြောင်းပေးဖို့အဆင့်တင်ရှိရလို့စစ်ကောင်စီကထုတ်ပြန်ထားတာပါ။ အဲ့ဒီနိုင်ငံခြားသားတွေဟာမြဝတီမြို့ရွှေကုတ်ကိုဒေတာမေထော့တလေးနယ်မြေတွေကိုလက်ဆက်လမ်းကြောင်းတွေကနေတရားမဝင်ဝင်ရောက်ပြီးအွန်လိုင်းလောင်းကစားမှုတွေအွန်လိုင်းလိမ်လည်မှုကြားဖြတ်တွေလှုပ်ဆောင်နေရဖြစ်တယ်လို့ဆိုထားတာပါပန်းစီရမိတဲ့သူတွေထဲမှာတော့တရုတ်နိုင်ငံသားတွေအပါအဝင်အင်ဒိုနီးရှားအိန္ဒိယမလေးရှားအီသီယိုးပီးယားပါကစ္စတန်ကာဂျစ်စတန်ဗီယက်နမ်ယူဂန်ဒါထိုင်းနဲ့ထိုင်ဝမ်တို့ပါဝင်နေလို့လဲစစ်ကောင်စီကကြေညာထားပါတယ် ရှေကုတ်ကိုဒေတာဟာအရင်ကစစ်တပ်ရဲ့လောက်ခံဖြစ်တဲ့ကရင်နယ်ခြားဆောင်သက် BGF ထိန်းချုပ်တဲ့ဒေတာဖြစ်ပြီးကြားဖြတ်လုပ်ငန်းတွေအခြေစိုက်တဲ့နေရာဖြစ်ပါတယ်။2024ခုနှစ်ဧပြီလမှာထုတ်ခဲ့တဲ့ American ပြည်ထောင်စုငြိမ်းချမ်းရေး Institute USIP ရဲ့အစိုးရကန်ဆာရတော့ BGF ကောင်းဆောင်တွေဟာအဲ့ဒီကြားဖြန့်လုပ်ငန်းတွေအထက်လုတ်ကင်ပေးနေတာကနေနှစ်စဉ် American ဒေါ်လာ192တန်းကို အကျုံးများရရှိနေပြီး BGF ကရတဲ့90ရာခိုင်နှုန်းကိုတော့စစ်တပ်ကရရှိနေတယ်လို့သိရပါတယ်။ အခုချိန်မှာတော့စစ်ကောင်စီနဲ့စောချစ်သူရဲ့တပ်တွေဟာရွှေကုတ်ကိုဒေသမှာရှိတဲ့တရားမဝင်နိုင်ငံခြားသားတွေကိုဖမ်းဆီးနေတာဖြစ်ပြီးကြားဖြန့်ကိုတိုက်ဖြတ်သွားမယ်လို့အတီးတီကြွေးကြော်နေကြပါတယ်။ပြည်သူလူထုအနေနဲ့မိမိဒေသမှာဖြစ်ပေါ်နေတဲ့တရင်ချောင်းရတွေကိုပေးဖို့ခြံနေဆိုရင်တော့မြစ်နာတရင်ချန်နေရဲ့ Messenger အနေဖြစ်စေဖုန်းနံပါတ်09996 3993ကိုဖြစ်စေဆက်သွယ်ပေးဖို့နိုင်ပါတယ်။ LGBT အရေးတချို့လှုပ်ရှားသူမာဆောဟန်တွေဦးဆုံးပါသွားခဲ့ပါတယ်။ Tracer ကဆက်လက်သက်ဆက်ပေးမှာပါ။ LGBT အရေးတကြွလို့ရှာသူနိုင်ငံရဲ့အကျင့်သားဟောင်းမဆိုဟန်ရီဦးဟာဒီကနေ့မတ်လ၁ရက်နေ့မနက်ပိုင်းဖိုင်းမြန်မာနေဆမေးဆောင်မြို့မှာဈေးကူတောက်မှုခံယူရင်းကွယ်လွန်ခဲ့ရတာလို့သိရပါတယ်။မေးဆောင်မြို့မေတော်ဈေးကမ်းမှာဈေးကူတောက်မှုခံယူရင်းကွယ်လွန်ခဲ့တာဖြစ်ပြီးတော့ညက်ဖြာကြောက်ကနဲ့လေးပနာယောဂါတွေကိုခံစားနေရတာဖြစ်ပါတယ်။မဆိုဟန်ရီဦးကို အာနာသိမ့်ပြီးနောက်ပိုင်းမှာစစ်ကောင်စီကမတရားဖမ်းဆီးထောင်ဒဏ်ချမှတ်ခဲ့ပြီးတော့2021ခုနှစ်အောက်တိုဘာလထဲမှာပဲလူငိမ့်နဲ့ပြန်လည်လွတ်မြောက်လာခဲ့တာလေးဖြစ်ပါတယ်။အဲဒီနောက်ပိုင်းမှာတိုင်းဒေသလက်နက်ကင်ဒေတာကိုတွားရောက်ခဲ့ပြီးတော့တော်လိုင်းရဲ့လုပ်ငန်းတွေဆက်လက်လုပ်ကိုင်နေတာလေးဖြစ်ပါတယ်။မဆောဟန်ွေဦးဟာ LGBT တယောက်ဖြစ်ပြီးတော့အာနာသိမ့်ပြီးနောက်လွတ်မြောက်နေမြေမှာစစ်ပညာသင်ယူခဲ့ပါတယ်။ဖန်စီခံရချင်းကစစ်ကြောရေးမှာစစ်ကောင်စီရဲ့လင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေကိုလည်းထုတ်ပေါ်ပြောကြားခဲ့ပြီးတော့လူအခွင့်အရေး ဲ LGBT အခွင့်အရေးတွေရရှိဖို့အတွက်လည်းတက်ကြွလှူရှာခဲ့သူပါချင်းပင်နေအတွင်းအမျိုးသမီးတွေတပြက်ခံရမှုပုံမတို့လာနေပြီးတပြက်မှုမှာပါဝင်နေတဲ့သူတွေကိုဒီကနေ့အထိမတီးရတဲ့အတွက်တောင်းခမှုကင်မဲမှုနဲ့အမျိုးသမီးတွေရဲ့လုံခြုံရေးကိုချိန်ချောက်မှုတွေဟာဆက်လက်တည်ရှိနေရလို့ကချင် Human Rights Watch ကထုတ်ပြန်လိုက်ပါတယ် ဖြစ်ပြပေါ်နေတဲ့ချိန်ချောင်းမှုနဲ့အမျိုးသမီးတွေအပေါ်အကျန်းဖက်မှုတွေဟာချက်ချင်းအေးအေးယူမှုတွေလောက်ဆောင်ရမယ့်အရာဖြစ်တယ်လို့လဲဆိုပါရယ်။မရှလာတည်ရနေရနေ9ရက်နေအတွင်းအမျိုးသမီး3ဦးတပြက်ခံခဲ့ရပြီးတပြက်ခံရသူတွေ6ယောက်သူဟာမရှလာတည်ရနေအနေမှာရှိနေစဉ်အမျိုးသားသူကဒါနေဝန်ခုတ်ကြတာဖြစ်ပါရယ်။ကလေး9ယောက်မိခင်သူကိုအမေမသိသူကနေတပြက်ပြီးမချနာမျိုးအချောင်း3ရက်ကအမတ်6ချောင်းရှိအမိုက်ပြတဲ့နေရာမှာစံပြချခဲ့တဲ့ရုပ်အလောင်းကိုတော့မတ်လ၄ရက်နေ့ကသူရှိရပါတယ် ဒါအပြင်ဝဲမုံမျိုးအမတ်9ရက်ခွက်ကအမျိုးသမီးတူလေးနေမှာရှိနေစဉ်မရှလ9ရက်နေ့မှာတပြက်ခံခဲ့ရတာလို့သိရပါတယ်။ဒီ2025ခုနှစ်နှစ်လကျော်အတွင်းအမျိုးသမီးတွေတပြက်ခံရတဲ့အခြေအရာကိုကြည့်ချင်းအဖြစ်အမျိုးသမီးတွေရေလုံးချုံရေးဟာစိုးရင်ရေမကိုရောက်ရှိနေပြီဖြစ်တယ်လို့မျိုးသမီးတွေအတွက်အကောက်ွယ်ကင်းမဲမှုကိုမိမောင်းထုတ်ပြနေရလို့ဒီကနေ့မရှလ10ရက်နေ့မှာထုတ်ပြန်ချတာဖြစ်ပါတယ်။လွန်ခဲ့တဲ့ဖေဖော်ဝါရီလအတွင်းကချင်းတပီနေလုံးမှာ အမျိုးသမီး၂ဦးအပါအဝင်အမျိုးသမီး၅ဦးအသက်ခံခဲ့ရပြီးအမျိုးသမီးငယ်၃ဦးကိုတပ်ဖြတ်သူတရားခံဖမ်းဆီးရမိခဲ့ပေမဲ့ခြားအမျိုးသမီး၂ဦးကိုတပ်ဖြတ်သူတွေကိုတော့အခုထိမသိရှိရသေးဘူးလို့လဲဆိုပါရယ် မြမမျိုးသမီးတမကရဲ့ဖော်ပြချက်အရစစ်ကောင်စီဟာဆေးရဆွေးမှုနဲ့လူသားမျိုးတွေအပေါ်ကျွလွန်နေရဆွေးမှုတွေအပါမျိုးမျိုးရောလူအခွင့်အရေးချုပ်ဖောက်မှုတွေကိုနှီးမျိုးစုံနဲ့ကျွလွန်နေတဲ့အတွက်ဒီနေ့ဇန်နဝါရီလအတွင်းကချင်ပြည်နယ်အတွင်းကဒေသုံသူအမျိုးသမီး၄ဦးရှိပြီးတော့ဖေဖော်ဝါရီလအတွင်းမှာတော့ဒေသုံသူ၆ဦးရှိရဲလို့ထုတ်ပြန်ချပါတယ်။ကလေးဖြတ်ချရခြင်းရဲ့နောက်ဆက်တွဲဆိုကြတာဘာတွေဖြစ်မလဲ။ အလို့တမီတချို့မှာအကြောင်းအမျိုးမျိုးကြောင့်ကိုဝင်ရလာတဲ့အခါမှာအချိန်လွတ်မှမလို့ချင်းတို့ဖြတ်ချဖို့နီးမျိုးစုံသုံးပြီးကိုဝင်ကိုဖြတ်ချတတ်ကြပါတယ်။လက်တင်နဲ့အနှိတ်မလို့လက်တင်မနိုင်လို့တိတ်ဆုံးသွားရတဲ့အမျိုးတမီတွေလည်းဒူးနဲ့တဲပါပဲ။ဒါလို့ရင်ဒါဖြစ်မဲ့တိတိနဲ့အကာအကွယ်မယူကြပဲအတူနေရာကနေကိုဝင်ရလာတဲ့အခါအချို့ကတော့ကလေးတွေကိုစွန့်ပစ်တတ်ကြပါတယ်။တချို့လဲလူမတိအောင်ကိုဝင်ဖြတ်စေတောက်ရာကနေ ကလေးတော့ပြက်ကြပေမဲ့မိမိတောက်လိုက်တဲ့ဆေးရဲ့ဆိုးကျိုးကိုလည်းတွေးမိကြပါမလားကုံဖြတ်ချဖို့တောင်းတဲ့ဤအမျိုးမျိုးမှာပြင်းထန်တဲ့ဆိုးကျိုးတွေဖြစ်စေနိုင်ပါတယ်ဘာလို့လဲဆိုရင်ဖြတ်ချရမှာတချို့ကမိမကိုယ်တက်ကိုစပိန်စမုတ်တန်နဲ့ထိုးချပြီးဖြတ်ကြတဲ့လို့တချို့ကကြံမွေးထိုးထည့်ပြီးဖြတ်ချကြတယ်ဒါရုပေဒါဆေးရည်ထည့်ပြီးဖြတ်ချအနိုင်တဲ့စီကအပေါ်ကနေဖိနှိပ်ချခံပြီးဖြတ်ချကြ တရုတ်ကလာတဲ့ဆေးတွေအွန်လိုင်းပေါ်ကဆေးတွေတောက်ကြတယ်။တကယ်ကိုနှီးမျိုးစုံနဲ့ဖြတ်ချကြတာအလွန်ကြောက်စရာကောင်းပါတယ်။အဲ့လိုဖြတ်ချခြင်းရဲ့နောက်ဆက်တွဲကဘာတွေခံစားရမလဲဆိုရင် ကိုဝန်ဟာဖြတ်ချတိုင်းမပြတ်ကြခြင်း။ကိုဝန်ကမပြတ်ပဲတအိမ်ထဲမှာကလေးတည်နေခြင်း။ကလေးအသေးမွေးခြင်းမပြတ်ကြပဲမွေးလာခဲ့ရင် ကိုလက်အင်္ကာမပြည့်စုံခြင်း။မွေးရပါယောဂများပါလာခြင်းစရတွေဖြစ်နိုင်ပါတယ်။တိုင်ပေါက်သွားခြင်း ကိုယ်ဝန်ဖြတ်ချရမှာတိုင်ပောက်သွားခြင်းကအဖြစ်များကြလို့တိုင်ထုတ်ပြရတဲ့အပြင်အတက်အန္တရာယ်ကိုပါထိခိုက်ဆုံးရှုံးနိုင်ပါတယ်။နောက်ပြီးတိုင်နိုင်ရန်ချင့်ပြီလို့မကူတခဲ့ရင်နောက်ထပ်ကလေးလုံးဝရနိုင်ခြင်းမရှိပါဘူး။တွေးထွက်လွန်ခြင်းတိုင်ဖြစ်စီပြီးအလုံမလုံနိုင်ခြင်းဒေတာအပိုင်းအစကြံနေခြင်းတိုင်ခေါင်းအဝပျက်စီခြင်းစတာတွေကြောင့်တွေးထွက်လွန်ပြီးအတက်ကိုဆုံးရှုံးနိုင်ပါတယ်။တိုင်ခေါင်းကိုထိခိုက်ခြင်း ကိုဝင်ဖြတ်ချဖို့နီလန်းမျိုးစုံတအိမ်ကောင်းအတွင်ထဲထိုးထည့်ပြီးဖြတ်ချလိုက်ရတဲ့အတွက်တအိမ်ကောင်းထိခိုက်ပျက်စီးသွားခြင်းတအိမ်ဦးထိခိုက်ခြင်းပေါက်ခြင်းပိုးဝင်ခြင်းဖြစ်တဲ့ခြင်းတွေဖြစ်တတ်ပါတယ်ခနာကိုပိုးစိတ်တတ်ခြင်းပိုးစိတ်တတ်ခြင်းကမတန့်ရှင်းတဲ့ပစ္စည်းတွေနဲ့ဖြတ်ချခြင်းလက်ဖြစ် night ထုတ်ခြင်းကလေးအแทးတွင်တည်ဆုံနေခြင်း ဆေးရည်ထည့်ခြင်းစရတွေကြောင့်ခန္ဓာကိုယ်ကနံ့ပြတ်နံ့သွားပြီးတွေးရစိတ်တက်နိုင်ပါတယ်။ဆေးဝါးတွေနဲ့ထက်ချတဲ့အခါတက်ရှိတူဦးဖြစ်တဲ့တတိတောက်ကိုတိမ်စင်အောင်လှုပ်တာဖြစ်တဲ့အတွက်ကြောင့်မိခင်အတွက်လည်းအဆေးရတောက်တွေဖြစ်စေပြီးပိုဝင်ခြင်းတတိလစ်ခြင်းကိုယ်တွင်းစိတ်တက်ပြီးဖြားခြင်းတွေဖြစ်စေတတ်တယ်လို့ပိုးကတအိမ်မတစ်ဆင့်တွေးကြောထဲဝင်ပြီးတော့တကူလုံးကိုပြတ်နံ့ပြီးကိုယ်တွင်းအင်္ဂါတွေအလုံးမလုံးတော့ပဲအသက်ပါဆုံးရှုံးနိုင်ပါတယ်။ နောက်ပြီးကိုဝင်ဖြတ်ချခြင်းကြောင့်နောက်ပိုင်းကလေးမယူခဲ့ရင်တအိမ်ပြင်းမာတဒိတဲခြင်းတာဥအိမ်တာဥပြွန်းဝမ်းပိုက်စတဲ့နေရာတွေမှာတဒိတဲခြင်းကိုဝင်ဖြတ်ချထားခြင်းကြောင့်တအိမ်နေရာတွေမှာအမာရွရှိနေခြင်းအမာရွကြောင့်အချင်းရှေ့ရောက်နေခြင်းအချင်းရှေ့ရောက်ခြင်းကြောင့်ကလေးကိုလက်အင်္ကာချိုးရဲနိုင်ခြင်းလမ်းမစေးပေါင်မပြည့်ပဲကလေးမွေးဖွားလာခြင်းအပြင် ုံဖြတ်ချတဲ့နှီးတွေကြောင့်ပြွန်နေပိတ်ပြီးကလေးမရနိုင်ခြင်း1 byte အတွင်းပြည်တဲခြင်းကြောင့်ဦးလန်းချောင်းဖောက်ဖြတ်ထုတ်ရခြင်းစီလန်းချောင်းပေါက်ခြင်းစတာတွေဖြစ်နိုင်ပါတယ်ဒါကြောင့်ကိုဝင်ဖြတ်ချခြင်းနဲ့နောက်ပိုင်းဆိုးကျိုးတွေကကြောက်စရာကောင်းပြီးလုံးဝကလေးမရနိုင်တာတွေအထိရှိပါတယ်ကိုယ်ဝင်ဖြတ်ချခြင်းကကလေးဆယ်ယောက်မွေးတာနဲ့ညီမျှတယ်လို့ရှေ့လူကြီးတူမတွေပြောတာကြားဖို့ကြားမှာပါ ကုန်ဖြတ်ချပြီးဒီဆူဂျိုးတွေအပြင်နောက်ပိုင်းဆူဂျိုးထက်ရှိပါသေးတယ်။အဲ့ဒါကတော့ရင်သားကင်ဆာဖြစ်ခြင်းနဲ့စိတ်ဝေဒနာခံစားရခြင်းပါ။ရင်သားကင်ဆာပါကြောင့်ဖြစ်ရတာလဲဆိုရင်ကိုယ်ဝင်ရှိနေစေရင်သားကနှုတ်ထွက်စေတဲ့ဟော်မုန်းအပြောင်းအလဲရှိပါတယ်။ဟော်မုန်းအပြောင်းအလဲကြောင့်ရင်သားဆဲတွေကင်ဆာဆဲတွေအဖြစ်ပြောင်းလဲနိုင်တယ်လို့ပုံမှန်ကိုယ်ဝန်ဆောင်ခဲ့ရင်တော့ကင်ဆာဆဲအဖြစ်မပြောင်းလဲနိုင်ပါဘူး။ ်ပုံဖြတ်ချခဲ့ရင်တော့ရင်သားကင်ဆာဆဲအဖြစ်ရောက်နိုင်ပါတယ်။စိတ်ဝေဒနာခံစားရခြင်းကိုယ်ဝန်ဖြတ်ချခြင်းကြောင့်ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတာမကစိတ်ပိုင်းဆိုင်ရာထိခိုက်စေပြီးယူတွတ်သွားတဲ့အထိခံစားရနိုင်ပါတယ်။ဒီကနေ့သတင်းချန်နေရီရေဒီယိုအစီအစဉ်ကိုအပတ်စဉ်သတင်းလာနေရနေတောက်ကြနေအထိည၈နာရီအချိန်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နာဆင်နိုင်ပါပြီ။ခချင်းပြည်နယ်တွင်းကနောက်ဆုံးရသတင်းတွေနဲ့အတူ အခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းမြစ်နာသတင်းချန်နယ် app Facebook စာမျက်နှာ YouTube နဲ့ website တို့ကနေသတင်းလေးစောင့်မျှော်ကြည့်ရှုနားဆင်နိုင်ပါပြီ။